ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအနေအသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့ဂျွန်လ9ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့နွေဦးစရာအတက်ပညာတက္ကသိုလ်ရဲ့လူ့ဖွင့်ရေးဆိုင်ရာဟောပြောဝဲကိုပြည်အောင်စုဝင်ကြီးဦးအောင်မျိုးမင်းတက်ရောက်တဲ့သတင်း။ အကြက်ဖက်စစ်အုပ်စုထံလူသားစာနာအကူအညီတွေထိုက်ရိုက်ထောက်ပံ့နေတာမပြုလုပ်ဖို့အတွက် Black Money သွေးစုံငွေအဖွဲ့ကတောင်းဆိုလိုက်တဲ့တဲ့အကြက်ဖက်စစ်ကောင်စီတည်င်းဖုံးကွယ်ထားတဲ့အိုးဖို့တောင်မှာငလှင်ကြောင့်နိုင်ငံရေးအကျဉ်းချာ49ဦးသေဆုံးတဲ့တဲ့အကြက်ဖက်စစ်တပ်နဲ့အရှိုးချင်းကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားရာအကြက်ဖက်စစ်သားတအူးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့တဲ့ ဖေခုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်စာကျက်နေတဲ့ចောင်းသားတအူသိမ်းဆုံးခဲ့ရတဲ့တဲ့င်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လည်ရေးဆန္ဒပြလူထုတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ຫນွေဥစရာအတက်ပညာတက္ကသိုလ်ရဲ့လူခွေရေးဆိုင်ရာဟောပြောပွဲကိုပြည်အောင်စုဝင်ကြီးဦးအောင်မျိုးမေတက်ရောက်တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ နွေဦးစရာအတက်ပညာတက္ကသိုလ်မှာလူခွေရေးဆိုင်ရာဟောပြောပွဲကိုမေ30ရက်ကနေဇွန်လ1ရက်နေ့ထိပြုလုပ်ခဲ့ရာအမျိုးသားညီညွတ်ရေးအစိုးရလူခွေရေးဆိုင်ရာဝင်ကြီးဌာနတရားစုဝင်ကြီးဦးအောင်မျိုးမင်းဦးဆောင်တဲ့အဖွဲ့က3ရက်တာဟောပြောပို့ချခဲ့တယ်လို့သိရပါဗျ။ဒီဟောပြောပွဲကလူခွေရေးနဲ့ဆိုင်တဲ့အသိပညာတွေကိုသိရှိပြီး ပြန်လည်ဝင်မြနိုင်ုံတည်းမကပဲဈာလက်တွေ့မြေပြင်မှာဖြစ်ပေါ်နေတဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုဝေဖန်ထောက်ပြချင်းချောင်းနိုင်ဖို့ရည်ရွယ်ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ပြောင်စုဝင်ကြီးနဲ့အဖွဲ့ဟာလူအခွင့်ရေးလူကုန်သိက္ခာနဲ့လွတ်လပ်မှုလူအခွင့်ရေးနဲ့နိုင်ငံတကာရဲ့စေနာမှုများနိုင်ငံတကာရာဇဝတ်မှုများနဲ့တရားမျှတမှုရှာဖွေခြင်းနဲ့ဆက်ဆက်တဲ့အကြောင်းအရာများကိုဟောပြောခဲ့တယ်လို့ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဟောပြောမှုအပြီးပွဲကိုတက်ရောက်တဲ့ဆရာဆရာမအကြောင်းသားအကြောင်းသူများကတိလိုရာများကိုဆွေးနွေးမေးမြန်းခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။အကျန်းဖက်စိတ်အုပ်စုထံလူသားစာနာအကူအညီတွေတိုက်ရိုက်ထောက်ပံ့နေရမပြုတ်လို့ဖို့အတွက် Vladman နေသွေးစွန်ဝေအဖွဲ့ကတောင်းဆိုလိုက်တဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အကျန်းဖက်စနေအုပ်စုထံလူသားစာနာအကူအညီတွေဓာတ်ရိုက်ထောက်ပံ့နေရမပြုတ်လို့ဖို့ stop weaponization of aid လူသားချင်းစာနာမှုအကူအညီများအားလက်နက်အနေဖြင့်အသုံးချမှုရက်လှုံ့ဆော်မှုကနေတောင်းဆိုလိုက်တယ်လို့ blood money သွေးစုံငွေအဖွဲ့ကထုတ်ပြန်ပါတယ်အာဆီယံတရုတ်နဲ့အိန္ဒိယအစိုးရတွေအနေနဲ့အကြမ်းဖက်ဆွေးအုပ်စုကသူတို့စီဓာတ်ရိုက်ထောက်ပံ့တဲ့ငလျင်ကယ်ဆယ်ကူညီရေးငွေကြေးတွေကိုဘယ်နေရာမှာအသုံးပြုခဲ့ကြောင်းတွင်လင်းမြင်သားစွာဖော်ထုတ်ပြသနိုင်တာမရှိဘူးဆိုတာ ਨੇ အကြမ်းဖက်စစ်အုပ်စုရဲ့နိုင်ငံရေးနဲ့စစ်ရေးအမျက်ထုတ်မှုတွေစစ်ရာဇဝင်မှုကျူးလွန်မှုတွေမှာအချိန်မရွေးအလွဲသုံးစားအတုံးပြူနိုင်တဲ့အနေရရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့်အလို့ရှိအစိုးရတွေအကြမ်းဖက်စစ်အုပ်စုရဲ့ရာဇဝင်မှုတွေမှာပါဝင်ပတ်သက်တာဖြစ်စေနိုင်တာကြောင့်အကြမ်းဖက်စစ်အုပ်စုတန်းဓာတ်ရိုက်ထောက်ပံ့နေရတွေမပြုတ်လို့ဖို့ Stop Weaponization of Aid လူသားချင်းစာနာမှု အကူအညီများအားလက်နက်နေဖြင့်အသုံးချမှုရဲ့လှုံ့ဆော်မှုကနေတောင်းဆိုထားပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေကလလင်ထန်တဲ့သူတွေစီကိုရောက်ရှိစေဖို့တည်ကြရမှာဖြစ်ပြီးတော့ဘလို့စီစဉ်ချမှတ်အသုံးပြုခဲ့တာကိုပြည်သူလူထုအနေနဲ့တည်င်းအချက်လက်ရရှိရမှာဖြစ်တယ်ဆိုတာနဲ့ဖိနှိပ်သူအကြမ်းဖက်ဆဲအုပ်စုရဲ့အကျိုးအမြတ်အတွက်မဖြစ်စေဖို့နဲ့နိုင်ငံရေးစီရေးအရာအလွဲသုံးစားသုံးအမျက်ထောက်တာတွေမရှိစေရင်ထိမ့်သိမ့်ကြက်မှတ်တဲ့ရန်နရားတွေနဲ့လွတ်လပ်စွာစောင့်ကြည့်ပြီးပွင့်လင်းမြင်သာစွာအများပြည်သူထံထုတ်ပြန်ဖို့လဲတောင်းဆိုချက်မှာပါဝင်တာတွေ့ရပါတယ်။ ငလင်းပင်းနဲ့စစ်ပေးတဲ့ပြည်သူတွေစီလူသားချင်းစာနာမှုအကူအညီတွေအမှန်တကယ်ထားရရောက်ရှိစေဖို့နဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့ပိတ်ဆို့တာအလွဲသုံးစားလုံးအမျက်ထုတ်တာတွေကိုရှောင်ရှားနိုင်မှုအတွက်နယ်ဆက်ဖြတ်ကျော်၊ကုညီထောက်ပံ့ရေးလမ်းကြောင်းတွေကိုအသုံးပြုပြီးအမျိုးသားညီညွတ်ရေးအစိုးရလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေအရက်ဖက်လူထုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးထိရောက်တဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့လူထုအခြေပြုတဲ့အကူအညီမှုများအတွက် ဒေတာခန်လူမှုအခြေပြုဖွဲ့စည်းများနဲ့မြေပြင်ရှိကယ်ဆယ်ရေးလှုပ်ဆောင်နေသူများမှတစ်ဆင့် ပေးပို့လှုပ်ဆောင်မှုအတွက်လည်းတောင်းဆိုထားပါတယ်။ပြည်သူများကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်နိုင်မှုနဲ့ပါဝင်ကျူးလွန်သူများကိုတာဝန်ခံစေဖို့အတွက်အကြမ်းဖက်စစ်အုပ်စုရရှိနေတဲ့လေရင်စီများကိုဖျက်တောက်ရေးကအခရာကျလွန်းနယ်လို့လည်းထောက်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုများချက်ချင်းရပ်တန့်နိုင်မှုနဲ့နိုင်ငံတကာအစိုးရများအထူးသဖြင့် အမေရိကန် UK နဲ့ဥရောပသမ္မဂကလေးရင်စီတင်ပို့နိုင်ဖို့လေကြောင်းအာမခံတယ်လေးရင်စီခွင်းဆက်တစ်ခုလုံးပံ့ပိုးနေတဲ့လုပ်ငန်းများအပါအဝင် နိုင်ငံတကာကုမ္ပဏီတွေကမြန်မာနိုင်ငံကိုလေးရင်စီများတင်ပို့တာရောင်းချတာဒါမှမဟုတ်လွှဲပြောင်းတာတွေကိုအေးအေးယူပိတ်ဆို့မှုတွေချက်ချင်းလှုပ်ဆောင်မှုတွေလည်းတောင်းဆိုထားပါတယ်ရှင် အကျန်းဖက်စစ်ကောင်စီတရင်ဖုံးကွယ်ထားတဲ့အိုးဖို့တောင်မှာငလျင်ကြောင့်နိုင်ငံရေးအကျဉ်းချသူ49ဦးကြာဆုံးတဲ့တင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအိုးဖို့အကျဉ်းထောင်မှာပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ပြင်းအားကြောင့်အကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား49ဦးသေဆုံးခဲ့တာကိုအကျန်းဖက်စစ်ကောင်စီကတရင်အမှောင်ချဖုံးကွယ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဒီနေ့မှထုတ်ပြန်ပါတယ်။ ထောင်တွင်းအဆောက်ပြိုကျမှုကြောင့်အကျဉ်းသားအကျဉ်းသူ80ဦးသေဆုံးခဲ့ပြီးနိုင်ငံရေးအကျဉ်းချသူ49ဦးပါဝင်ခဲ့တယ်လို့ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ဘုထောင်ကနိုင်ငံရေးအကျဉ်းချများဟာအုပ်နိုင်ငံ၄ဘက်အတွင်းတည်င်းအမှောင်ချခံထားရတာဖြစ်ပြီးတော့ပြင်ပမိသားစုဝင်များကအခြေအနေမှန်ကိုမသိရသေးတဲ့အတွက်ရက်လက်ဆွန့်ကြွေးတာမလုပ်ရသေးဘူးလို့ပြောပါတယ်။ဟောင်းနှဲနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အကျဉ်းထောင်အဆောင်များမှာ လူထုထူထက်စွာပြုတ်သိမ့်နေရပြီးတော့ အားပြည့်ငလျင်ကြောင့်တည်ဆုံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းချများအားစည်ရင်းကိုအသေးစိတ်ထုတ်ပြန်ပေးထားပါတယ်ရှင်။အကျန်းဖက်စစ်တပ်နဲ့အရှိုချေးကာကွယ်တပ်တို့တိုက်ပွဲဖြစ်ပွားရာအကျန်းဖက်စစ်သားတအူးတည်ဆုံပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ အရှိုးချင်းကာကွယ်ရေးတပ်ဒေသ1တနေရာမှာအကျန်းဖက်စစ်တပ်နဲ့ဂျွန်လာ2ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအကျန်းဖက်စစ်သားတအူသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိကြတို့အရှိုးချင်းကာကွယ်ရေးတပ် ACDF ထံမှသိရပါတယ်။ထိတွေ့တိုက်ပွဲက15မိနစ်ခန့်ဖြစ်ပွားခဲ့တာဖြစ်ပြီးအကျန်းဖက်စစ်တပ်ကတအူသေပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့တာပါ။တိုက်ပွဲအပြီးအရှိုးချင်းကာကွယ်ရေးတပ် ACDF မှာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာအကြမ်းဖက်စစ်တပ်ထံမှ MA1 တလက် G-box ၅ခုနဲ့ခဲယံအချို့တင်စီရမိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ28ရက်မှာလဲမင်းလှမြို့နယ်စားချောင်းကျေးရွာအတွင်းရောက်ရှိနေတဲ့အကြက်ဖက်စစ်တပ်ရဲ့အင်အား80ပါစစ်ကြောင်းကို ACDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာအကြက်ဖက်စစ်သား10ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပါတယ်ရှင်။ ဖဲခုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်စာကျက်နေတဲ့ကျောင်းသားတအုပ်သိမ်းဆုံးခဲ့ရတဲ့တဲ့င်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်အရှိတ်ဘက်ကန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်အိမ်ထဲမှာစာကြက်နေတဲ့အသက်16နှစ်အရွယ်ကျောင်းသားတအူအသက်ဆုံးရှုံးခဲ့တယ်လို့ဖဲခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ပြစ်ခတ်မှုကြောင့်ကျောင်းနှင့်အရွယ်ကလေးတအူလက်နက်ကြီးထိမှန်တေးဆုံးခဲ့တာအပြင်ဒေသခံပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖေခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကပြောပါတယ်။အပြစ်မဲ့တေးဆုံးခဲ့တဲ့ကလေးငယ်ဟာစာရန်တော်ပြီးမိဘကိုတိတက်သူဖြစ်တယ်ဆိုတာနဲ့မိခင်ဖြစ်သူမှလည်းနှလုံးရောဂါအခံရှိတယ်လို့သိရပါတယ်။ ဖဲခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကတော့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ခတ်ချိန်လေရင်တွေပြန်တန်းနေစဉ်အတွင်းမှာအတန်ကြာကြာချင်းဘိုးကိုချင်းကထုချင်းတွေကိုဝင်ပေးကြဖို့အတွက်လည်းအတိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချင်းမဝင်လူလူဆန္ဒပြပွဲ သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရင်းမဲ့ပင်မျိုးနယ်မှာအောင်လန်လှိမ့်နီထောင်းသွင်းနီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လှိမ့်နီထောင်းသွင်းနီတပိတ်ဆိုတဲ့စာသားကိုကိုင်းဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။သခိုင်းတိုင်းရင်းမဲ့ပင်မျိုးနယ်ကနောက်ပြန်မလှည့်သေးဒီတော်လှန်ရေးလူတို့တပိတ်စစ်ကြောင်းကအပြည်ပြည်ဆိုင်ရာအလုတ္တမအဖွဲ့စည်းရဲ့ပုံမှန်33အရာ အကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအရင်ယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Life ဆိုတဲ့စာသားကိုကင်ဆွဲပြီးဆန္ဒပြခြေတက်ခဲ့ကြတာပါ။စကိုင်းတိုင်းဆက်လင်းကြီးမြို့နယ်လက်ပတောင်းတောင်ဒေသခံပြည်သူတွေက အပြပြဆိုင်ရာအလုတ္တမအဖွဲ့အစည်းရဲ့ပုံမှန်33ရာအကြက်ဖက်စစ်ကောင်စီကိုချက်ချင်းအရင်ယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Lives ဆိုတဲ့စာသားကိုကိုင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင့်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနှိမ့်စင်ပြုလုပ်နေတာပါရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့သွဲကနေကင်းဝေးနိုင်ကြပါသေးရှင်။ဂျေဇုတင်ပါတယ်ရှင်။